နိုင်ငံအတွင်းတော်လှန်သောကာလတွေမှာမြို့ပြဒေသမှာကျွန်တော်မိသားစုဝင်တွေအများကြီးရှိပါတယ်။ကျွန်တော်မြို့ပြပြည်သူလည်းသိရှိပြီးပါမိမိတို့အသက်အန္တရာယ်အထိချိတ်ချောက်ခံနေရတဲ့အခြေအနေအမျိုးမျိုးနဲ့ရင်ဆိုင်နေရတာအကာအကွယ်မဲ့နေတဲ့အခြေအနေတွေလည်းပါပါတယ်။ဒီကြောင့်ကိုကျွန်တော်တို့အတူတူဆွေးနွေးကြမယ်။နောက်ထပ်သတင်းကောင်းလည်းရှိပါတယ်။ ကတော့အမှတ်16ကပ္ပစလက်နှထုတ်ဆက်ယုံနောက်ဆုံးရသတင်းတွေကိုကျွန်တော်ဖော်ပြပေးမယ်ဗျာမြန်မာနိုင်ငံမှာပထမဦးဆုံးလက်နှထုတ်ဆက်ယုံကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလက်ထဲရောက်လာတော့မှလာဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရင် ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော် နိုင်ငံမှာဆိုရင်မနေ့အစောကြီးပဲပြုတ်ဆိုတဲ့အတန်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပေါ့နော်ဒါပြည်ပမှာရှိနေတဲ့ကျွန်တော်ညီကိုမောင်မတွေမိသားစုဝင်တွေကတော့အဲ့ဒီအတန်မိကောင်းလဲမိနေပါလိမ့်မယ်မနေ့အစောကြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ record တွေကျွန်တော်တို့ရဲ့ဒီ type တွေပေါ့ဗျာအဲ့ဒီမှာအာပဲပြုတ်တဲ့တွေပဲပြုတ်ဆိုတဲ့အတန်ကိုနီးမျိုးအတန်မျိုးစုံနဲ့ဗျာ okay ပြီးတော့အပြေးလွှားရောင်းနေကြတာ ကျွန်တော်တို့အားလုံးအမှတ်ရနိုင်ဦးမယ်ထင်တယ်ဗျဒီပိတ်ပုတ်လေးတစ်ထုပ်နဲ့ကျွန်တော်တို့ဒါမိသားစုဝင်နေပေါ့နော်အဲစီလေးစမ်းပြီးတော့စားလေးဖြူပြီးတော့နက်နက်စာကိုစားသုံးခဲ့ရဘူးတဲ့အခုအချိန်မှာတော့ကြံဦးဆိုတဲ့အကြောင်းကျွန်တော်တို့ပါဝင်လာပါပြီဟုတ်ပြီလူတဦးကျုပ်တလုံးစားနိုင်ဖို့ကြက်အကောင်ရေတိုးမွေးဖို့မင်းအောင်မှန်ကပြောဆိုလိုက်ပါတယ်။ဇာယမိသားစုဝင်တွေ နျူကလ িয়ার အကြောင်းတွေကိုသူရုရှားဖွယ်သွားပြီးတော့တက်ရောက်ဆွေးနွေးခဲ့တာလေမှတ်မိသေးလားမသိဘူးပြီးတော့အာကာသကြီးအကြောင်းတွေကိုဒါစကကြီးစကတွေစကကြီးစကချေတွေပြောခဲ့တဲ့ main online ပြီးတော့နောက်ဆုံးပေါ်နီးပညာတွေနဲ့ပတ်သက်ပြီးတော့အာနျူကလ িয়ার တွေနဲ့ပတ်သက်ပြီးတော့စကောင်းကြီးကြီးတွေပြောနေတဲ့ main online အခုမြန်မာနိုင်ငံမှာ လူတယောက်ကိုကြုံတလုံးတော်မှစားတော့ဖို့မလုံလောက်တဲ့အခြေအနေကြောင့်နဲ့ကြက်တွေတိုးပြီးတော့မွေးကြရအောင်နဲ့လူတယောက်အနေဆုံးကြုံတလုံးစားဖို့တော်မှအစုံနိုင်ငံကအစင်မပြေတဲ့မလောက်ငှတဲ့အခြေအနေတွေကိုဖော်ပြလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒါမှလည်းပဲသူပြောဆိုချက်ကလက်ရှိသူ့ရဲ့အစင်တန်းကိုဖော်ပြနေတာပါ။ဒါကြောင့်နျူကလ িয়ার ကြောင်းနေမပြောနဲ့။ ။ဘာဖိုရန်နေညာဖိုရန်နေမပြောနဲ့အာဂါတာတွေအကြောင်းတွေမပြောနဲ့နောက်ဆုံးပေါ်ဘာညာတွေဆိုတာအကြောင်းကိုမပြောနဲ့ကိုယ်နိုင်ငံအတွင်းထဲမှာကျွန်တော်တို့ပြည်သူတယောက်ချင်းစီတိုင်းတရက်ကိုနော်တရက်ကိုကျဲဥတလုံးစားရဖို့တော့မှလုံလောက်အောင်မမွေးမြူနိုင်ဘူးဆိုတော့သူတို့အဆင့်သူတို့တိသွားပြီလို့တော့ကျွန်တော်ထင်ပါတယ်။ဟုတ်ပြီ။စားရဲကလုံလောက်ဖို့အတွက်လက်ရှိစစ်ကော်မရှင်ဆိုတဲ့ဘက်ဘက်ကြီးက သူ့ရဲ့နှုတ်ကနေပြီးတော့ကျောင်းနိုင်ငံသားတွေတယောက်ကိုကျဲဦးတလုံးတောင်မှမလောက်ငှတာကျောင်းနဲ့ချက်တွေဒီတက်ပို့ပြီးတော့ဝင်းညူကြဖို့တဲ့သူကတိုက်တွန်းပါတယ်လက်ရှိကျွန်တော်နိုင်ငံအတွင်းမှာချက်ကမပေါ်တာမဟုတ်ချက်တွေပေါ်မှာပေါ်သူပြောတဲ့ချက်ဥလောလောပီထင်တယ်ချက်မတွေချက်ဥဥရမယ်ချက်ဥဥပေမဲ့ချက်မတွေကလည်းအများကြီးဗျာ အခုသူ့ရဲ့ဘေးနားမှာမင်း online အလို့ကြအာသကလုံးနေပြောဆိုနေတဲ့ NCA ဆိုတဲ့ခေါင်းစဉ်အောက်မှာရောက်လာတဲ့သူတွေပါအကုန်လုံးထက်သူတို့ကကြဲဥခိုင်းလိုက်ပြီးသွားပြီကျွန်တော်ရဲ့မိသားစုကြီးဟုတ်ပြီအဲ့တော့လက်ရှိအခြေအနေပါကျွန်တော်အဓိကတင်ပြချင်တဲ့အကြောင်းအရာကရန်ကုန်တို့တွင်းထဲမှာလူတက်ပွဲတွေမကြမကြကျွန်တော်တို့ကြားနေရတယ် ရန်ကုန်မြို့တင်းထဲမှာမြို့ပြကျွန်တော်တို့ရဲ့ဒါနိုင်ငံရဲ့အဓိကမြို့တော်ဒီနေရာမှာလူသက်ကောင်တွေကတရားဝင်လိုင်စင်ရနေတာပါလူသက်ကောင်လို့ပြောတဲ့နေရာမှာကျွန်တော်မိသားစုဝင်နေကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအာဏာရှင်တွေဟာဒါသူတို့အုပ်ချုပ်တဲ့နေရာတွေမှာတော့လကောပြီးတော့ဒီသူတို့ကိုပြန်ပြီးတော့ဗျာဒီအာခံဖို့အတွက် ဒီတော့သူတို့ကမစန့်ကျင်ဖို့အတွက်အဓိကလူငယ်တွေကိုထိ ंछ ုတ်ကြပါဒါအာနာရှင်တိုင်းမှာဆိုတော့ကမ္ဘာကြီးမှာရှိတဲ့အာနာရှင်တွေဟာသူတို့နိုင်ငံအတွင်းထဲမှာရှိတဲ့လူငယ်တွေကိုဘလို့ထိ ंछ ုတ်လဲဆိုတာမျိုးကိုပဲသူတို့တွေဂရုစိုက်တာကြဒီထဲမှာကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများစွာတဲကညီမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ ဒီလက်လက်ကင်အဖွဲလို့လည်းပြောလို့ရတယ်အာနာယူကောင်တွေကကျွန်တော်တို့လူငယ်တွေကိုမွေစေဝါနဲ့အဓိကထိ ंछ ုပ်ခဲ့တာဒါသူတို့ညင်းလို့မရဘူးကျွန်တော်ရဲ့မိသားစုကလက်ရှိကျွန်တော်ရဲ့ဖီလ်ကိုကြည့်နေတဲ့သူတွေထဲမှာမြို့ပြဒေတာတွေမှာရှိနေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေပါတယ်တခါတရံမှာနေပြည်တော်ကကြည့်နေတဲ့သူတွေတောင်ပါသေးတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပဝင်းချင်းကိုတစ်ချက်စိတ်ကူးလေးနဲ့အတွေးလေးဖြန့်ကြည့်လိုက် ကျွန်တော်ပဝင်းကျင်မှာမွေးဆေးတွေလွယ်လွယ်ကူကူရနေတာကိုကျောင်းရဲ့မိသားစုဝင်တွေလက်ခံရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကြားနေတွေ့နေမြင်နေရအဲဒီမွေးဆေးတွေကခက်ခက်ရှာလို့ရှာစရာမလိုသလိုမျိုးပြီးတော့လွယ်လွယ်ကူကူဈေးပေါပေါနဲ့မှာဝယ်လို့ရတဲ့အခြေအနေတခုဖြစ်နေတာပါ။ဟုတ်ပြီ။လက်ရှိကျွန်တော်နိုင်ငံဟာစစ်ဖြစ်နေတဲ့နိုင်ငံပါ။အေဂျင့်တွေဆိုတဲ့နေရာတကယ်တမ်းတော့မရှိပါဘူး။ ရန်ကုန်လိုနေရာမျိုးတော်မှာဒါကျွန်တော်တို့ယူကောက်ပွဲနဲ့ပြုလုပ်နေတဲ့အကြံဖက်စစ်ခွစ်တက်နဲ့ပတ်သက်သူမှန်သမျှကိုကျွန်တော်တို့ရဲ့ UG တွေဘယ်လိုမျိုးစန့်ကျင်နေလဲဆိုတော့ကျွန်တော်မိသားစုကြီးကြားပါပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုရင်ကျွန်တော်အဓိကပဲကျွန်တော်ပြောချင်တာလက်ရှိကျွန်တော်တို့မြို့ပြတိသားတွေမှာရှိနေတဲ့ကျွန်တော်တို့မိသားစုဝင်တွေအတွင်းထဲမှာရှိနေတဲ့လူငယ်တွေကိုအာနာရှင်တွေဟာမွေးစည်းတွေနဲ့အလွယ်ကူထိန်းချုပ်နေကြတာ မွေးစေးသုံးဆွဲတဲ့လူငယ်တယောက်ဟာနိုင်ငံရေးကိုလုံးဝစိတ်ဝင်စားမှာမဟုတ်တော့ဘူးနံပါတ်၁ချက်နံပါတ်၂ချက်မွေးစေးပါအောင်ဖြစ်နေတယ်မွေးစေးကိုဆွဲလန်းနေတဲ့လူငယ်တွေဟာမွေးစေးရဖို့အတွက်ပဲကြိုးစားကြတော့တယ်ဆိုလွယ်လွယ်ကူကူ ငွေရှိတဲ့ပြီးတော့အာနာရှိတဲ့သူတွေရဲ့ခိုင်းပတ်ကပိုက်ထောင်လူငယ်တွေအဖြစ်လွယ်လွယ်လေးသူတို့အသုံးပြုလို့ရတယ်ပြီးတော့နောက်ထပ်တစ်ချက်အဲ့ဒါကတော့လက်ရှိသူတို့တွေအုပ်ချုပ်ချင်နေတယ်လက်ရှိသူတို့တွေအာနာတည်မြဲဖို့အတွက်စူးစမ်းနေတဲ့နေရာမှာမွေးစီအခြေကျုံနေဖြစ်နေတဲ့လူငယ်တွေကို ပုံစံမျိုးစုံနဲ့ပုံဖော်အတုံးချလို့ရတယ်။ဒါကအချက်တွေအများကြီးတည်းမှာမှကျွန်တော်လူငယ်တယောက်အနေနဲ့ကျွန်တော်ရဲ့မိသားစုအနေကိုဖော်ပြခဲ့တဲ့ဒီအချက်တွေကျွန်တော်ရဲ့မိသားစုဝင်တွေလည်းသိရှိပြီးဖြစ်ပါတယ်။အစိုးရအဆုံးတစ်ခုအနေနဲ့ကလက်ရှိလက်နက်ကန်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အာနာယူအုပ်စုစကမဆိုတဲ့ကောင်တွေဟာ သူတို့ရဲ့တက်တွင်းထဲမှာမွေ့ဆွေးတွေလွလွကူကူဖြန့်ဖြူးနေပြီးတော့ရှည်တန်းမှာလည်းပဲမွေ့ဆွေးတွေအတုံးပြူခိုင်းပြီးတော့တိုက်ပွဲဝင်ခိုင်းနေတာရှိတယ်အခုကျွန်တော်ပြောနေတဲ့စကားပေထဲမှာတက်သေးတက်တာအများကြီးရှိပါတယ်ဒါကိုလည်းပဲကျွန်တော်ရဲ့ video ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းသိပါတယ်ကျွန်တော်အရှင်ဖမ်းမိတဲ့ဒါစစ်တုံးမန်းတွေမှာဆိုရင်ကျွန်တော်ကသူတို့ကိုအရင်ဆုံးမွေ့ဆွေးအရင်ဖြတ်ပေးရတယ် ။နောက်တော့အဖြစ်ကအခုစီသမားတွေများတဲ့ခုနောက်ပိုင်းတိုက်ပွဲတွေမှာအရင်ကဆိုရင်တော့အရက်နာကြနေတဲ့အရက်သမားတွေကျွန်တော်တို့ဖန်စီချုံအောင်တဲ့နေရာမှာအခက်အခဲတွေအများကြီးရှိတယ်။အရက်တောင်ကြောင်နေတဲ့ကောင်တွေအများလို့အရင်အချိန်တွေကအခုကတော့မူရီစေဝါနဲ့ယူးနေတဲ့ကောင်တွေကြောင်နေတဲ့ကောင်တွေပါလာတယ်။ဆိုတော့ထိတ်ချုပ်ကအရန်ခက်တယ်။ကောင်တွေတောင်တောင်နဲ့မအိပ်ဘူးမစားဘူး။ ပြီးမှပြောနေလဲပဲစကလုံးတွေဟိုတောင်လို့မြောက်လို့ဖြစ်နေတာကိုကျွန်တော်တို့တွေ့နေရတာဖြစ်တယ်။ဒါကအစိုးဆုံးအနေနဲ့သူတို့တက်ပြီးမှအသုံးပြုနေတယ်ဆိုတာကိုလည်းကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်အစက်ဖော်ပြနေခြင်းကလက်ရှိမြို့ပြဒေသမှာရှိတယ်ကျွန်တော်တို့မိသားစုဝင်တွေရဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေကျွန်တော်တို့ရဲ့လူငယ်တွေအတွက်အလုံးကိုစိုးရတဲ့အခြေအနေတစ်ခုကြုံတွေ့နေရတာမထင်ရဘူးတခါကျမိဘတွေတော့မှဟာငါတို့သားသမီးကတော့အဲမျိုးရည်စီမတုံးဘူးလို့ ထင်ရတယ်လို့တော့ယူဆရပါမယ်။မူရီဆေးဟာ W1 အရင်တော့ဆိုမယ်နော် W1 တို့အဲပြီးတော့ကျွန်တော်တို့ဒါဟိုဘိန်းမဲတို့ပြီးတော့ဘိန်းပြူတို့စသည်အဖြစ်လောက်ပဲတွေ့ရတာ။အခုကကျတော့ကျွန်တော်တို့ဒါ K ဆိုရဲကျောင်းအခြားသော chemical တွေရောစပ်ပြီးတော့အဲတုံးဆွဲနေတာတွေရှိတယ်။အချို့ကအချိုရီထဲမှာထည့်ပြီးတော့တောက်တုံးတာတွေရှိတယ်။မတိမတာနဲ့ကျွန်တော်တို့ကြဲကြဲပြန့်ပြန့် မြို့ပြဒေသမှာရှိတဲ့လူငယ်တွေအသုံးပြုလို့ရအောင်အာနာရှင်အုပ်စုကစနစ်တကျလှုပ်ဆောင်နေတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုသိစေချင်တာပါဒါတွေကိုစောင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒါကလည်းရှိအာနာရှင်တွေဟာသူတို့အုပ်ချုပ်နေတဲ့သူတို့မြို့ပြဒေသတွေမှာမွေးစင်နဲ့ပတ်သက်ပြီးတော့လူငယ်တွေကိုပုံစံကွက်ထဲရိုက်ထည့်ထားတယ်ဆိုတာကိုကျွန်တော်ကျွန်တော်မိသားစုတွေဖော်ပြတာနောက်ထပ်အချက်အချက်ကဒီမွေးစင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မြို့ပြဒေသတွေမှာကျွန်တော်တို့လူတက်မှုတွေလူရဲမှုတွေခိုးဆိုးလူနှိုက်ကိစ္စတွေဟာအတော်လေးကိုမြတ်ပြလာတယ်နေရာတိုင်းမှာလေပဲတော်တော်များများတွေ့နေရတာကိုကျွန်တော်တို့ကြားနေရတယ်ဘယ်ချိန်မှာတော့ဘယ်နေ့မှာတော့ယူတတ်သွားပြန်ပြီအဲ့ဒီမှာနောက်ပိုင်းတွေမှာဆိုရင်ဒါပိုးစိုးပတ်ဆက်ပြရေးဆက်ဆက်တက်ပြတ်သွားတဲ့အခြေအနေတွေလည်းကျွန်တော်တို့ကြုံတွေ့ရတယ် ဥပမာမကြသိငင်ကရန်ကုန်မြို့ပြရဲ့ဟိုတယ်တစ်ခုမှာဒါဒီ live together ပေါ့နော်အဲ့လိုပြောချင်မှာ live together လာနေတဲ့ဒါမျိုးသမီးကိုမျိုးသားကနေပြီးတော့အပိုင်းပိုင်းခုတ်ထက်တက်ဖြတ်ပြီးတော့ခနာကိုအစိတ်ပိုင်းနေဖြတ်တောက်ပြီးတော့အဲ့ဟိုတယ်ရဲ့ဒါပေါ့နော် brain box ရဲ့ဒီ air gun ပေါ်မှာ seven eight လို့လည်းပြောလို့ရတယ် plastic eight နဲ့ထုတ်ပိုးပြီးတော့ထားခဲ့တယ်ဆိုတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ် ဒီနေ့မှာဆိုရင်လည်းပဲကျွန်တော်တို့ဒါမြို့ပြမှာပဲကျွန်တော်တို့ဒါအသက်ခံရထားတဲ့ဒါဓာတ်ပေါ်ဒီတွေကိုတွေ့ရှိတဲ့အခြေအနေတွေလည်းကျွန်မမိသားစုဝင်တွေကြားရမှာဖြစ်တယ်ပြီးတော့အခုအချိန်ဒီမှာကအဲကျွန်တော်နေရာတိုင်းမှာမွေးစည်းတွေသုံးဆွဲနေတာကိုလည်းပေါ်ပေါ်ထင်ထင်တွေ့နေရတယ်ကျွန်တော်တို့မကြသေးခင်ကကျွန်တော်တို့ရုပ်သံမှတ်တမ်းလေးတစ်ခုကျွန်တော်ပုံလိုက်တွေ့လိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘတ်စကာဘတ်စကာမှတ်တိုင်ပေါ်တော့အဲ့ဒီအနီးမှာပေါ်ရင်ကြီးပြား အာကျွန်တော်တို့ဘယ်လိုပြောမလဲတော့အဲခဲပက်နဲ့ပေါ့နော်ခဲပက်နဲ့ W1 ရှုနေတယ်လို့ပြောလို့ရတယ်အဲ့ဒီအခြေအနေရုပ်သံမှတ်တမ်းကြီးထွက်လာတာရှိတယ်ပြီးတော့ပုံမှန်ပဲကကျွန်တော်တို့ W1 ရှုဖို့အတွက်ငွေကြေးအနည်းငယ်မရှိတဲ့သူတွေဟာကော့ရှုနေတာကိုလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ရမှာဖြစ်ပါတယ်ဟိုကျွန်တော်တို့ကြာအရွယ်ရောက်မှမွေးဆွေတုံးတာမဟုတ်ငွေငယ်လေးတဲ့ကအဲ့ကော့ရှုတဲ့လုပ်ငန်းတွေအပြီးတော့ကျွန်တော်တို့ကြာမွေးဆေး ပေးပြီးတော့မွေးအစီကျွေးပြီးတော့ခိုင်းခံရတဲ့လူငယ်တွေကလေးငယ်တွေကျောင်းနိုင်ငံအတွင်းမှာအများအပြားအဲ့ဒါကမြို့ပြဒေတာတွေမှာရှိနေတဲ့တရားဝင်လူသက်ကောင်တွေဖြစ်တယ်။ဒီမွေးစင်းနဲ့ပတ်သက်ဆက်နွယ်ပြီးတော့မှအခုလိုမျိုးမင်းမင်းဆိုင်ဆန်တဲ့လူသက်မှုတွေ၊ဂျိုင်းမှုတွေ၊ခိုးမှုတွေ၊မဒိန်းမှုတွေပြီးတော့ဂျုံရင်းကြမ်းတမ်းတဲ့ပုံစံမျိုးစုံကိုကျွန်တော်တို့တွေ့မြင်နေရတာဖြစ်တယ်။ဒီမွေးစင်းတွေမြို့ပြဒေတာကိုရောက်လာတယ်ဘသူတွေတွင်းလာတယ် ခေဆက်ဆက်ကအာနာရှင်နဲ့ပတ်သက်တဲ့အရာရှိ အရာခံဘုံမှုတိုင်းမှုမျိုးနယ်မှုစတဲ့သူတွေနဲ့ပတ်သက်တဲ့သူတွေစတဲ့သူတွေပဲဥဆောင်ပြီးတော့မျိုးကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မြို့ပြဒေသအနှံ့မှုစီတွေတွင်ခဲ့ကြတာဖြစ်တယ်အကျုံးမြတ်အရာကြည့်မယ်ဆိုရင်လည်းပဲပတ်စံမြင်မြင်ရတဲ့လုပ်ငန်းလည်းဖြစ်နေတယ်ပြီးတော့အမျက်နဲ့ကြည့်မယ်ဆိုရင်လည်းပဲတကယ့်ကို ူမတူတဲ့အမြတ်ဝင်ငွေရရှိတာအကြောင်းလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဗျာအာလိုအပ်ချက်ပေါ့နော်ဈေးကွက်လိုအပ်ချက်နဲ့ပြောမယ်ဆိုရင်လည်းပဲပို့သလောက်ဝယ်မဲ့ကောင်တွေလည်းရှိတယ်တုံးတဲ့ကောင်တွေလည်းဒုနေဒီဟုတ်ပြီကျွန်တော်ရန်ကုန်မြို့မင်္ဂလာတောင်ညွတ်မြို့နယ်တိန်ကျွတ်နှစ်လမ်းမှာကျွန်တော်တို့ရဟားတန်လမ်းပေါ်မှာအောက်တိုဘာ16ရက်နေ့မနက်9:00နာရီမှာအသက်30အရွယ်ယောက်ျားတူအသက်ခံလိုက်ရ ဒါနဲ့ထိုးသိမ်းခံရတဲ့ဒဏ်ရာ၄ချက်ပြီးတော့ပြက်ရှာဒဏ်ရာတွေနဲ့ရထားတန်လန်းပေါ်မှာခေါင်းတင်ပြီးတော့တိတ်ဆုပ်နေတာကိုကျွန်တော်တို့လူမှုကူစေကူညီရေးအသင်းကကျွန်တော်တို့တွေ့ရှိပြီးတော့သူတို့ရဲ့ဖော်ပြချက်မှာလည်းပဲတွေ့ရပါတယ်ပြီးတော့ရထားတန်လန်းပြီးတော့ဘုရားယုံကြည်စတဲ့နေရာတွေမှာဒါအနေဆုံးပြကော်ရှူတဲ့ကောင်တွေပြီးတော့မွေးစေတုံးဆွဲနေတဲ့သူတွေစက်စားတဲ့နေရာဖြစ်တယ်ဆိုတော့အဲ့ဒီနေရာတွေမှာစတင်ပြီးတော့ဟိုတယ်လိုနေရာမျိုးကြီးတွေထိကျွန်တော်တို့မျိုးပြရက်ကွက်တွေအတွင်းထဲထိ လူသက်ကောင်တွေဟာရောက်ရှိမိကြတာဖြစ်ပါတယ်အခုတက်ခံရတဲ့သူကလည်းပဲဗာဘယ်သူဘယ်ဝါကတက်သွားတယ်ဆိုတာကျွန်တော်တို့လက်ရှိအချိန်မှာလည်းပဲမသိဘူးတက်ဆိုင်ရာရေခွေးတက်ဖွဲ့ဝင်တွေဆိုတဲ့အကောင်တွေကလည်းပဲတည်တည်ချာချာစုံစမ်းတာမရှိဘူးလို့ကျွန်တော်တိကျတဲ့သတင်းတွေရရှိတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့ ါမြို့ပြဒေသမှာရှိတယ်မိသားစုဝင်တွေအတွက်အရေးပေါ်လို့လည်းပြောလို့ရတယ်အရေးကြီးနေလို့ကျွန်တော်ဒီအကြောင်းကိုဖော်ပြနေခြင်းလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတွေအတွင်းမှာလည်းကျွန်တော်တို့တာခိတမှာအငှားရှင်မောင်းတစီမောင်းတဲ့သူဟာဒီတန်လင်း6လမ်းသွားဒါလမ်းမပေါ်မှာအသက်ခံရတဲ့အခြေအနေတစ်ခုနဲ့လည်းကျွန်တော်တို့ကြားသိထားရတာရှိတယ်ပြီးတော့အဲ့ဒီတန်လင်းမြို့ဒါ6လမ်းသွားလမ်းမဘေးမှာပဲအလောင်းဆုပ်ပြခံရတဲ့အခြေအနေတွေလည်းကျွန်တော်တို့ကြားသိထားရတယ် အော်တိုဘာ6ရက်နေ့ဘယ်ရန်မြို့နယ်32လမ်းအထက်ဒါ Beauty Land Hotel မှာဆိုရင်လေမြို့သမီးတူဟာဒါနဲ့ခုတ်ထစ်အပိုင်းပိုင်းတက်ခံရတဲ့ပြီးတော့အလောင်းစုပ်ပစ်ခံရတဲ့အခြေအနေတွေလည်းကျွန်တော်ရဲ့မိသားစုဝင်တွေတကယ်ကိုထိတ်လန့်ပွဲကြားသိခဲ့ရပြီးဖြစ်တယ်ဆိုတော့အခုနောက်ပိုင်းတွေမှာရန်ကုန်မြို့တွင်းထဲမှာမြို့ပြနေရာမှာပဲလူသက်အလောင်းဖြောက်တဲ့ကိစ္စတွေဟာဇက်တိုက်ပေါ်နေဇက်တိုက်ဖြစ်နေတယ်ပြီးတော့မကြာခဏဖြစ်ပွားနေတယ်ကျွန်တော်တို့ ြည်သူလူထုအနေနဲ့ကျွန်တော်မိဘပြည်သူအနေနဲ့မိမိဘဝမလုံခြုံတော့တဲ့အခြေအနေကိုတည်တည်ချာချာလေးထားကြည့်မယ်ဆိုရင်တကယ့်ကိုထိတ်လန့်စရာပါမိဘဒေသတွေမှာတော့မလူသက်ကောင်တွေဟာလရဲဆက်ရဲနဲ့တက်ဖြတ်နေကြတယ်ဒီလိုမျိုးဖြစ်စဉ်မျိုးတွေဖြစ်နေတယ်ဆိုတာကလက်ရှိမွေးစင်းနဲ့ပတ်သက်ပြီးတော့အဓိကပြဿနာဖြစ်နေပြီးတော့ ကျွန်တော်တို့ဒါငွေကြေးခက်ခဲမှုတွေပြီးတော့စိတ်မပျော်ရွှင်မှုတွေပြီးတော့ဒီလူငယ်တွေရဲ့ညှော်နှင်းချက်တွေတောက်ဆုံးသွားတဲ့အခြေအနေမျိုးမျိုးပါမိသားစုဝင်တွေရင်တော့ဆိုရင်ဗျာရှိရှိမရှိရှိအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေလို့ရစမ်းစီစားလို့ဖူလုံကြတယ်နေစရာကြောတခင်းစာလေးလည်းပဲအစဉ်ပြေကြသေးတယ်နောက်ပိုင်းတွေမှာ စားဖို့တောက်ဖို့အခက်ခဲလာတာတွေအလုတ်အကန့်တွေကျွန်တော်တို့ရှာဖတဲ့ပြဿနာတွေပြီးတော့ကျွေးမီးကိစ္စတွေပုံမှုပြီးတော့ဆိုးရွားလာတာတွေပြီးတော့ကျမ်းမာရေးစောင့်ရှောက်မှုတွေလုံးဝကိုမရှိတော့တာတွေကျွန်တော်ပြည်သူကိုဒါအုတ်ချုပ်ချင်နေတယ်မင်းလုံးချင်နေတယ်ဆိုတဲ့ကောင်းတွေဟာသူတို့အာနာလက်မလို့ရရင်အတွက်ကိုပဲသူတို့တွေစူးစမ်းနေတယ်အခုဆိုရင်ရွက်ောက်ပွဲလုပ်ဖို့ပဲသူတို့တွေစူးစမ်းပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်ရဲ့ယသပြည်သူတွေရဲ့ဒုက္ခသူတို့ ਨੇ လွမ်းလာမှမဆိုင်တယ်လို့မျိုးသူတို့တွေ ပုံဖော်နေတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ဒါတွေကိုမြင်တွေ့နေရကျွန်တော်မိသားစုဒါကြောင့်ဒီနေ့မှာဒီအကြောင်းကိုကျွန်တော်အရင်ဆုံးဖော်ပြနေတာဖြစ်တယ်လက်ရှိချိန်မှာလည်းရန်ကုန်မြို့မှာရှိနေတဲ့ဒီဒေသခံမြို့ဒါရမိရဖတွေတောင်မှဒီလူသက်သမားတွေနဲ့ပတ်သက်ပြီးတော့ဒါဂျာဆွတ်ကောင်းနေနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြစ်တင်တာတွေစက်တိုက်ကြားနေရပါတယ်ကျွန်တော်မိသားစုဝင်တွေအထူး ဂယုပြုစင်ကျင်ပေးပါလို့ကျွန်တော်ကဒီနေ့ဥစွာဖော်ပြခြင်းဖြစ်တယ်။ပြီးသွားရင်တော့သတင်းကောင်းဖြစ်တယ်။အမှတ်16ကာဝေးပစ္စည်းထုတ်ဆက်ယူအခြေအနေလေးတွေကိုပြောချင်တာပါ။အာခတ်တော်အေအေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေဟာလာတိုက်တော့မယ်။ဟာအေအေပါတယ်ကွာ။အေအေပိုင်းတော့ငါတို့ကတော့တည်လက်တလန်းပဲရှိတယ်။ငါတို့ကဘယ်လိုလုပ်ရမလဲမသိဘူး။ဟာဒါဆိုရင်တော့ရှင်းပါတယ်။ငါတို့ရဲ့စာအုပ်အဟောင်းကြီးအတိုင်းပဲလုပ်ကြရအောင်။ ဟာဘာလဲဗျာဘလို့ဘလို့နီးလန်းလဲအဲ့ကြီးရော်လေအကုန်လုံးပိတ်ချလိုက်ကွာကြီးရော်ထဲမှာရှိတဲ့ဒါဒေတာကန်ဂျွာစုရွာသားတွေကိုဂျွာပြင်ပေးမထွက်နိုင်တော့ပဇာခံခေါ်လိုက်ဟုတ်ကပ္ပစာ16ပဝန်းကျင်မှာရှိတယ်ကျွန်တော်တို့ဒေတာကန်ဒီအခုဒေတာကန်အဖြစ်သွသွင်းခံနေရတာဖြစ်ပါတယ်ဘုရားတိုင်းပဒေါင်းမြို့နယ်အမှတ်16 ကဝေးပစ္စည်းစက်ရုံကပ္ပစာ16အနီဂျေယော4ယော်နော်ကျွန်တော်မိသားစုဂျေယော်4ယော်မှာရှိတဲ့ဒေတာကန်တွေအောက်တိုဘာ17ရက်နေ့ကနေပြီးတော့စတင်ပြီးတော့လက်ရှိဂျမ်ဖတ်စစ်ခွတ်တက်ကကောင်တွေကဂျေယော်ဝင်ထွက်တကူကိုပိတ်ချပြီးတော့သူတို့အကုန်လုံးကိုဒဇာကန်အဖြစ်အသုံးပြုလိုက်ပါတယ်။လာတိုင်းရင်တော့ဒေတာကန်တွေအရင်တေးရမယ်ဂျေယော်4ယော်နော်ကျွန်တော်မိသားစုတော်တော်လေးကိုရုပ်မာတဲ့ကောင်တွေဗျာ ဒါကြောင့်လေကျွန်တော်တို့ကစစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကပြီးနေတာကြာရင်တော့ဟောဘုန်းတော်ပြီးတာတော့ကြာရင်တော့ဟိုခုလောက်ဆိုတော့ပြီးအောင်ပြီးလိမ့်တော့ပြီကျွန်တော်ရဲ့မိသားစုကျွန်တော်လူငယ်တွေကြောင်းကျွန်တော်သိတယ်ဆိုတော့သူတို့ကဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးဒါအောက်တန်းကြတဲ့နီလန်းတွေရုပ်မာတဲ့နီလန်းတွေကိုခစ်ဆက်ဆက်သုံးယူခဲ့တဲ့အခုမင်းအောင်လိုက်လက်ထက်မှာပုံမှုဆိုးဝါးဆိုတော့လုပ်နေတာကိုတွေ့ရမှာတန်းရွှေလို့ခင်ညွန့်လို့ကဒါပုံစံတစ်မျိုးအဲ့ဒီပုံစံသူတို့လက်ခဲ့တဲ့အရင်ကနီလန်းဟောင်းကြီးတွေကိုလည်းသုံးနေတယ်အခုမင်းအောင်လိုက်က နီလန်မျိုးစုံအစ်စ်တွေကိုလည်းအသုံးပြုနေတာဆိုတော့အောက်တန်းကျတဲ့နီလန်အများကြီးပေါ့ဗျာအသုံးပြုနေတယ်ဆိုတာမျိုးကိုသိစီချင်တာပါအဲ့ဒီမှာရှိတဲ့ဒေတာကန်တွေကတော့တောတောင်တွေကိုမှီခိုပြီးတော့ကျွန်တော်တို့ရှာဖွေစားတောက်နေကြတာဒါတောင်းလို့တောင်းသားတိုင်းအားလုံးသိတယ်ဥမာဗျာကျွန်တော်တို့ဒါဒီဒီလိုမိုးလေးဖြတ်တော့ဖြတ်တော့ရွာတယ်ဆိုရင်ကျွန်တော်တို့အဖားလေးရှာမယ်ငါးလေးရှာမယ်ပြီးတော့မှုလေးရှာမယ်ပြီးတော့ကျွန်တော်တို့ဒါ အာတီ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 ဘူးလေးတွေပေါ့ညတောတောင်တွေမှာရှာမယ်ဒါလေးတွေနဲ့ကျွန်တော်တို့ဒီကြေးဝဒေတာကန်တွေကဟင်းစားကလွယ်လွယ်လေးပါဒါရန်ကုန်တို့ဒါမန်လေးမှာရှိနေလေကျွန်တော်မိသားစုဝင်တွေကပတ်စံမရှိတော့ဗျာကစုံရပါဝယ်စားလို့မရအောင်ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီကြေးဝတွေမှာကြာတော့ပတ်စံမရှိရင်လည်းပဲစံရှင့်ရစံရစားရရှိရဆိုရင်ကျွန်တော်တို့ဟင်းဖြစ်အောင်နီတူးမျိုးနဲ့ပုံဖော်ပြီးတော့စားလို့ရအဲ့ဒါကိုကောင်းကောင်းသိခဲ့တာကကျွန်တော်လည်းတော်လန်တော့နေပြီးရောက်တဲ့အချိန်ကြာမှသိတာပါဆိုတော့ သီးရဆုံပေါ့ဗျာသီးရဆုံဟင်းတို့ဘာတို့ပေါ့ဟုတ်ပြီအဲ့ဒီမှာရှိတဲ့ဒေသခံတွေကလည်းပဲတောတောင်တွေကိုမိကိုပြီးတော့စားတောက်နေရတာတက်ခုတ်ဝါခုတ်မိသွေးဖုတ်ပေါ့နော်ရွာလည်းကမထွက်ရတော့တယ်လက်ရှိပေါ့နော်လက်လုံးလက်စားဒေသခံတွေတော်တော်လေးကိုခက်ခဲနေတယ်ပြီးတော့ကျွန်တော်ဖက်စစ်ခွေးတက်ကကောင်တွေကလည်းရိခါပေးတာလည်းမရှိဘူးဗျာ brand ကြီးကိုပိတ်တိုက်တာရွာလေးရွာကိုကျွန်တော်တို့အရကတက်တော့အိမ်နဲ့ကျွန်တော် PDF တွေလာတိုက်မယ်ဆိုတဲ့သတင်းတို့တွေကြားထားတဲ့အတွက်ဖြစ်တယ်ဟုတ်ပြီဒီလိုအခြေအနေမျိုးမှာပေါ့နော် အာသူတို့တွေအနေနဲ့အစားအသောက်တော်တော်လေးကိုခက်ခဲနေတယ်လို့ကျွန်တော်ကြားသိထားရတယ်။အခါတက်တော့ A ကတိုက်မလားမတိုက်မလားဆိုတာကိုဒီကောင်နေခံမှန်းဖို့မပြောနဲ့တခါလေကြရင်ကျွန်တော်တို့တော့မသိရအောင်သူတို့ရဲ့စီအခြေအနေကဒါကြောင့်လည်းပဲမင်းတို့သူမျက်နိုင်ဘာလုပ်လဲဆိုတာကိုလက်ရှိမင်းအောင်လှိုင်းအောင်မှနောက်ောက်ကြာပေါ်သွားပြီလေဒီကောင်လေးကိုကျွန်တော်အုံနောက်မဲ့နေတယ်အုံနောက်မရှိဘူးလို့ကျွန်တော်ပြော ဒီပြောခဲ့တာတွေလည်းရှိဒါပေမဲ့ဒီကောင်တွေကအုံနောက်မဲ့အုံနောက်မရှိတာမဟုတ်ဘူးဒီကောင်တွေအုံနောက်တွင်းမှာရှိနေတဲ့အရာမှန်သမျှကောက်ချစ်စင်လေနေတဲ့အရာတွေပဲဖုံးလွှမ်းနေတာကောင်းတဲ့အချက်တစ်ချက်မှမရှိဘူးဒီနေ့ကျွန်တော်ပြောခဲ့တဲ့လူတယောက်ကျုပ်တလုံးစားရမယ့်ကိစ္စကိုသူတို့အနေနဲ့ဖြေရှင်းဖို့ဗဇက်ကောင်ထုတ်ပြောရဘာကြောင့်ပေါ့လေဘာလဲယာယီတမ်းမကြီးဟုတ်လားကိုအစင်ကိုတီနျူကလ িয়ার လုံးမယ်နျူကလ িয়ার ဖိုရန်တွေဘာတွေညာတွေ ီးတော့အာကာသကြီးကိုဘယ်လိုလုပ်မယ်လို့ပါတော့ညာတို့အာဂျိုရုတို့စလိုက်တို့ရှောက်ကြီးကြီးကျယ်ကျယ်ပြောနေတကယ်တမ်းတော့လူတယောက်ကြောက်တုံစားဖို့တောင်မှသူတို့ညီမဖန်တီးပေးနိုင်ဒါကြောင့်ကွာကျွန်တော်ပြောတာကိုစင်ကိုတီးကျွန်တော်တော်ရတဲ့ကဖို့ကနေကျွန်တော်တို့ရဲ့လူငယ်တွေကိုဘလို့မှရှင်လို့မရအောင်ဒါကြောင့်လည်းပဲတကောင်နီမျိုးစုံ clinic ညှန်းစင်နေတာတွေ့ရမှာဖြစ်တယ်ဟုတ်ပြီအခုအချိန်တွေကလည်းပဲဒီကောင်တွေကကျွန်တော်တို့ကြေးရွာလေးရွာကိုပိတ်ဆို့ပြီးတော့เนาะဒေသခံတွေကို ကဒီဇာကံဖြစ်အသုံးပြုနေတယ်လို့ကျွန်တော်တို့ကသိရှိထားရတာဖြစ်တယ်။ပြီးတော့တယွာမှာအကျံဖက်စစ်ခွေးတက်ကကောင်တွေကဒါတဆုတဆုစာလို့လည်းပြောလို့ရတယ်ဗျ။တယွာမှာသူတို့တွေဒါနေရာချထိုင်ချအထိုင်ချပြီးတော့ဒီထွက်တဲ့လူတွေကိုလည်းပဲဒါဖမ်းဆီးတာတွေရိုက်နှက်တာတွေရှိတယ်။အပြီးတော့တပ်ဖြတ်တဲ့အခြေအနေချီလည်းကြုံတွေ့နေရတာတွေရှိတယ်။လူငယ်တွေဆိုရင်တော့ဘာမှပြောကြရမလို့ဘူးပေါ်တာပဲ။စိမှုထမ်းဆိုတော့ တရားမှာအဲ့လိုတဆုတဆုစာလောက်ကိုသူတို့ကအထိုင်ချထားပြီးတော့သူတို့ဟာအဲ့ဒီရွာထဲမှာရှိတဲ့ဥမာချက်ဝတ်အမဲအသားမျိုးစုံအစင်ပြေတာပြီးအကုန်လုံးသူတို့ကိုပေးပြီးတော့ဖြစ်ကြတာကအကောင့်ဘန်နာတွေပေါ့ဗျာအရင်တော့ကျွန်တော်တို့ဒါကိုလိုနီနဲ့ချက်ခစ်မှာလေကျွန်တော်လည်းကြုံခဲ့ဘူးတဲ့စောက်တွေမှာလည်းဖတ်ခဲ့ဘူးတဲ့ဆိုတော့အဲရွာတွေကိုဖြတ်တဲ့မြို့တွေကိုဖြတ်တဲ့ချိန်ကျရင်အဲ့မှာတွေ့တဲ့နွားတွေဝတ်တွေခွေးတွေအောက်ဆိုခွေးတော့မပါဘူးဗျာအဲ့အရာတွေကို အဲကျွန်တော်တက်ဖြတ်စားတောက်တာတွေရှိတယ်ပြီးတော့တို့အတွက်သွားပြီးတော့ပေးရတာတွေရှိတယ်အခုအဲ့လိုအခြေအနေမျိုးတွေနဲ့အဲ့ဒီရွာသားတွေကကြုံတွေ့နေရတာဖြစ်တယ်ရွာပြင်ကိုထွက်ရင်ဖမ်းတယ်စစ်မှုထမ်းတင်တန်းကိုတန်းပြီးတော့အဖို့ခံရတာဘာမှနင်းလို့မရဘူးဆိုတော့ရွာပြင်ထွက်ခွင့်မရှိတဲ့အတွက်အစနရိတ်ခါပြက်လက်ပြီးတော့ထမင်းညက်တော့မဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ကျွန်တော်တို့သတင်းပေးပို့ထားတာဖြစ်တယ် ဆိုတော့လက်ရှိကပ္ပစ16အကြောင်းလေးတစ်ချက်ကြည့်ကြည့်ရအောင်ပါအော်တိုဝါ14ရက်နေ့ပတောင်းမြို့နယ်ပကံခွေဒါပကံခွဲလို့လည်းခေါ်တယ်ကျွေးရတောင်ဘက်6မီတာအကွာဝေးမှာအကျန်းဖက်စစ်ခွေးတက်ရဲ့ကျွန်တော်63လုံး point 5ကိုလည်းပဲကျွန်တော်အရကတော့အေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေ3နာရီလောက်ပဲတိုက်ပြီးတော့သိမ်းယူခဲ့တဲ့အခြေအနေတွေလည်းရှိတယ်အဲ့ဒီရုပ်သံမှတ်တမ်းတွေလည်းထပ်ပေါက်ခဲ့ပြီးဖြစ်တယ်အဲ့ဒီအဆိုပါကျွန်တော်တို့က63လုံး second တစ်ခုလို့တကယ်သိမ်းပိုက်ပြီးတော့ ဲ့ဒီမှာရှိတယ်ပေါ့နော်ဂျမ်ဖက်စစ်ခွေးတိုက်ကစင်ကလေးထွက်ပြေးနေတဲ့အခြေအနေတွေပြီးတော့လက်နက်ခဲရန်စစ်သုံးတော်ပစ္စည်းတွေဒါသိရှိရမိတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အလားတက်တော် AI ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်ဒါပြင်ကပ္ပစ16နဲ့ကက်ရဲ့ AJ 300ရှိတယ်ဒါမတုံချေးရွာကျွန်တော်ဖေဖော်ဝါရီ16ရက်နေ့ကပ္ပစ16တက်နေမြီမှာခြေရလုံးဂျုံရေးအတွက်ဆိုပြီးတော့အသက်16နှစ်ကလည်းအသက်35နှစ်ရှိတယ်ကြွားခံအမျိုးသား30ကိုကြွားတဲ့က မှရွာထဲမှာပဲเนาะစစ်တင်တန်းပြီးပြီးတော့ရွာလုံးကျုံကြီးလှုပ်ခိုင်းထားတယ်ပြီးတော့အဲ့ဒီကြီးရွာတွင်မှာလည်းပဲရွာပါပေါ်ရေးဆိုပြီးတော့ဗျာကျွန်တော်တို့ဟောဘယ်ခက်ကလို့ပြောမလဲပကံခက်ကလို့ပြောမလားအကျွန်တော်အဲ့ဒီရာဇင်တော့တိတိကျမသိဘူးကျွန်တော်တို့ဗျာဝလုံးခြုံနေလीပြတ်မလားသူတို့ကတော့မလုပ်ဘူးเนาะရွာထဲမှာသူတို့ကသူတို့တပ်ဖွဲ့ဝင်နေပေါ့เนาะအစုအစုပေါ့เนาะတရားတရားတပ်ဖွဲ့တရားတပ်ဖွဲ့လွှတ်ထားတယ်လွှတ်ပြီးတော့အဲ့ဒီရွာထဲမှာရှိတဲ့မျိုးသားရောက်30 40 50 လူတွေအကုန်လုံးကိုသူကရွာထဲမှာပဲတင်တန်းပေးတယ်ရွာလုံးလုံးရေးဆိုပြီးတော့ပြီးတော့ရွာကာဝယ်ရေးဆိုပြီးတော့ဝလုံးချုံတွေစိုက်ခိုင်းတာတို့ဘာတို့ညာတို့ပေါ့ဗျာအဲ့ဒါတွေအကုန်လုံးလှုပ်ခိုင်းတယ်သူကချင်းကြီးကျွန်တော်ရဲ့မိသားစုတွေမျိုးလုံးလေးမှာပုံဖော်ကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်တွေ့ရနိုင်တယ်ဆိုတော့ဘလောက်တောင်ကြောက်နေလဲဆိုတော့ကျွန်တော်ပြောချင်တာကဘာမှမပူနဲ့အဲ့ဒီကာပါစာ16ကကျွန်တော်တို့တိုက်မှာပါ ီးတော့နောက်ထပ်ကပ္ပစတခုလည်းရှိပါသေးတယ်အဲ့ဒါလည်းပဲကျေကျေကျေသူကပြောကျွန်တော်ပြောချင်တယ်ဗောနော်ဒါပေမဲ့သတင်းခိုင်မှာဖို့အဲကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ကပ္ပစ16တိုက်မယ်တိုက်မယ်တိုက်ခံရမယ်ဆိုရင်ပြီးရရင်ရခိုင်ရဘလို့ဘယ်နေရာကိုပတ်ပြီးတော့တီးပြောင်းလဲဆိုတာကျွန်တော်တို့ဘလို့မှတွက်ဆလို့မရအောင် ။ဒါကြောင့်ကျွန်တော်တို့ပြောပြီးသားအခုချိန်မှာတော့အာကတတော် A ကပတ်ပြီးတော့တင်းနေတာဖြစ်တယ်။ဒါတော့ကမ္ဘာ့ဆက်ရုံနဲ့ပတ်သက်ပြီးတော့ဘယ်နေရာကတော့အာကတတော် A ကတော့တိုက်မယ်။ငါတို့ဒီနေရာမှာတော့ပြင်ဆင်မယ်ဆိုတာမျိုးကိုတို့ကပုံဖော်နေပေမဲ့ဘယ်ချိန်မှာဘယ်နေရာကိုဝင်ပြီးတော့တီးသွားမလဲဆိုတာကိုကျွန်တော်တို့အားလုံးတော့မှခံမဲ့လို့မရဘူးဆိုတာလေ။အာကတတော် A ရဲ့စီးရီးမှာ viewer တွေမှာလည်းတွေ့ရှိပြီးဖြစ်ပါတယ်။ဟုတ်ပြီ။ဒီကိစ္စမှာကျွန်တော်တင်ပြခဲ့တဲ့အဓိကအကြောင်းအရာတွေဖြစ်တဲ့မြို့ပြဒေသမှာရှိနေတဲ့တရားဝင်လူတက်ကောင်တွေလူတက်ပြီးတော့လောင်းဖြောက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့် ဒီလူသက်မှုတွေပုံမှန်ပြီးတော့ဖြစ်လာတာလဲဆိုတာကျွန်တော်မိသားစုဝင်တွေသိစေချင်တာပါကျွန်တော်ကတော့ပတ်ပြီးတော့တင်းစရာရှိတဲ့ကိစ္စတွေကိုတော့ပေါ့ပတ်ပြီးတော့တင်းနေပါတယ်။နေပြီးတော့မှသူ့အောင်သူစကားတွေဘယ်လိုပဲပြောနေပါစေဒါဟာကျွန်တော်တို့အလုံးမဟုတ်ပါဘူး။ပြီးတော့ဥရောကဥပပတ်တပတ်ကကကျွန်တော်တို့အဖွဲ့ဝင်တွေကလည်းပဲနေပြီးတော့မှလုပ်နေတဲ့ယူကောက်ပွဲမကြခင်မှာကျင်းပမဲ့ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့တိလည်းမသိဘူးသူတို့တရားလည်းမဝင်ဘူးသူတို့လက်လည်းမခံဘူးစောင့်ကြည့်စရာလည်းမလိုဘူးဆိုလို့ပြောလိုက်တဲ့အတွက် မင်းအောင်လိုင်းကသူကကြက်ကြက်ကြက်မွေးပြီးတော့ပဲကြက်ဥဥခိုင်းရတော့မဲ့အခြေအနေတွေဖြစ်ပါအကြောင်းတင်ပြရင်းနဲ့ဒီနေ့ရဲ့ view ကိုဆုံးသက်ပြစေနောက်လာတဲ့ video ကိုကျွန်တော်ဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်သတင်းကောင်းလေးတစ်ခုပြောချင်တယ်အဲ့လာကတော့ကျွန်တော်မိသားစုတွေအများနဲ့ကျွန်တော်ပြောနေတဲ့ကိစ္စလေးတစ်ခုဖြစ်တဲ့ကျွန်တော်စလိတ်လုံးဝဖြတ်လိုက်ပါ